်ခေတောက်သူမျိုးရေလုပ်ငန်းနှစ်ကိုတည်ရှင်တဲ့သူဆက်ပြီးတော့လေ့လာကြအောင်နော်လုပ်ငန်းနှစ်မှာဘာဟုပြောထားလဲဆိုရင်ပေးထားတဲ့ပုံတွေကိုကြည့်ပြီးတော့တဲ့ဘာအတန်လေးဖြစ်မလဲဆိုတာကိုတဲ့ပြောပြပေးပါတဲ့အဲ့တော့အရင်ဆုံးတောက်ယူမိတို့ကပုံလေးတွေကိုအရင်ကြည့်ပြီးတော့လေ့လာပါပုံလေးကြီးမှာဘာပုံလေးကြီးလဲ ပြီးရင်သူတို့ကဘာအတန်လေးဖြစ်မလဲဆိုတာကိုတာဝန်သမီးတို့ကပြောပြပေးရမှာဖြစ်တယ်နော်။ကဲဒီချိန်နဲ့တူတူပြောကြည့်မယ်နော်။ကဲပထမအဦးဆုံးဘာပုံတွေ့ရလဲ။ဟုတ်တယ်။လူကဘာလုပ်နေလဲ။ခုံကိုထုနေ။ဟမ်ဟုတ်တယ်။လူကခုံကိုထုနေတာ။ကဲနောက်တစ်ခုကဟုတ်တယ်နော်စာကလေးကချစ်ချစ်နဲ့អော်နေတာကဲဟုတ်ပြီနောက်တစ်ပုံကြည့်ပါဦး ဘာပုံလေးတယ်ဟုတ်တယ်တိမ်မေးမူးချိနေတာကဲအဲ့တော့အဲ့ပုံလေးကြည့်ပြီးတော့တူကဘာအတန်ဖြစ်မလဲပြောကြည့်ပါတဲ့ခုနကဒီရှေ့ကပြောထားတယ်လीနော်အတန်လေးကြီးမျိုးစားသုံးခွဲကြည့်မယ်နော်ဘာအတန်လေးကြီးလဲလူဟာပြုလုပ်တဲ့အတန်လားတိရစ္ဆာန်လေးအတန်လားထောင်းမုံရင်တဘာဝအတန်လာဆိုပြီးတော့ဒီခြေကရှေ့မှာပြော့ပြောက်သွားပြီရနော်ကဲမမိကြလားကဲအဲ့ဆိုရင်ဒီမှာလူဟုတ်ခုံထုနေရဆိုတော့ဘာအတန်ဖြစ်မှာ ဟုတ်တယ်လူကပြုတ်လုတဲ့အတန်းတော်လိုက်တာကဲအောက်ဆိုရင်နောက်တစ်ပုံကြည့်ရအောင်နော်ကဲနောက်ပုံမှာဗာလေးလေဟုတ်တယ်ငှက်ကလေးချက်လိချက်လိအော်နေအောက်ဆိုရင်ဗာတန်ဖြစ်ဟမ်ဟုတ်တယ်တလေးဆန်အတန်းကဲနောက်ဆုံးပုံကြည့်ပါဟုတ်တယ်နောက်ဆုံးပုံဗာပုံလေးလေဟုတ်တယ်မိုးချိန်တန်းကဲမိုးချိန်တန်းဆိုဗာတန်ဖြစ်ဟုတ်တယ်တဘာဝအတန်း ကဲအဲ့တော့အတန်တွေရဲ့အမျိုးအစားတွေကိုတောက်စမျိုးခွဲတက်ပြီနော်လူဘပြုလုပ်တဲ့အတန်တလိမ့်ဆန်အတန်ပြီးရင်တဘာဝအတန်ဆိုပြီးတော့ကဲအဲ့ဆိုရင်ဒီ channel တူတူ လုပ်ငန်းတုံးကိုဆက်ပြီးတော့လေ့လာကြအောင်နော်